်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပန်းမောင်ဝရေးသားထားတဲ့ဝိတုဆောင်းမဘောင်းချုပ်တစ်ထဲကမကြီးတုံးဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိန်ကြီးဖြစ်ပါတယ်ရှင်မကြီးတုံရွာကလေးကရွှေဘိုစီရင်စုဝက်လက်မြို့ဤအနောက်ဘက် တမိုင်ကြောကြောနှစ်မိုင်ခန့်တွင်တည်ရှိလေသည်ဝက်လက်မျိုးမှ အနောက်ဘက်သို့မျှော်ကြည့်လိုက်မည်ဆိုသောကွင်းပြင်အလဲတောအုပ်ကလေးကိုမြင်ရ၏ထိုတောအုပ်အုပ်ကလေးကမကြီးတုံရွာကလေးပေတည်းမကြီးတုံရွာမှ အရှိဘက်သို့မျှော်၍ကြည့်လိုက်သောအခါတွင်လဲဝက်လက်ရှိစံစံများစံဆက်ခေါင်းတိုင်များကို အတိုင်းသားမြင်နေရလေသည်ဝက်လက်မှလှတော်ရွာသို့သွားသော ဒီစထရိတ်ကောင်စီလန်းကမကြီးတုံရွာကလေးကိုအလဲမှဖြတ်၍သွားရလေသည် ထို့ကြောင့်မကြီးတုံတောင်ရွာမြောက်ရွာဟူ၍နှစ်ရွာဖြစ်လျက်နေလေသည်သို့သောနှစ်ရွာလုံးမှာတကြီးမင်းတယောက်တည်း၏လက်အောက်ခံဖြစ်လေသည်မြောက်ရွာတွင်အင်ဂျီ60ကျော်ရှိ၏တောင်ရွာတွင်အင်ဂျီ90ကျော်ရှိလေသည်အမြင်အားဖြင့်ဤရွာကလေးကအခြားသောရွာများထက် ထူးခြားခြင်းမရှိ ရွှေဘူစီရင်စုရှိ အစားသောရွာများကဲ့သို့ပင် အိမ်ခက်ဆုပ်ဆုပ်ခက်ချာချာတွေပေါများသော ရွာကလေးပင်ဖြစ်လေသည်ရွာသူရွာသားတို့မှလည်းအခြားရွာသူရွာသားတို့ကဲ့သို့တောင်သူလေသမားများ ဖြစ်ကြလေသည်တို့ဖြစ်သောကြောင့်မကြီးတုံမှာစာဖွဲ့เสียခန်းနာလှသော ရွာကလေးမဟုတ်ပေအမြင်အားဖြင့်မထူးခြားမခန်းနာလှသော ဤမကြီးတုံရွာကလေးကမြမပြည်တွင်နမဲကျော်ပုတ်ကိုကြီးများ၏ထွန်ကာပေါ်ပေါက်ရာဘူမိနဲ့တန်မှန်သောရွာကလေးဖြစ်လေသည်မြမပြည်လုံးတွင်မဲစာတောင်ကြီးရုမှနမဲအကျော်ကြားဆုံးဖြစ်သည်ထိုရတုကိုဆက်ဆိုသူမင်းလဝဲတုံ드ရအမတ်ကြီးအကြောင်းကိုလည်းလူအသည့်အများဆုံးဖြစ်၏။ဤအမတ်ကြီးကိုဖွားမြင်ရာကဤမကြီးတုံရွာကလေးပင်မဟုတ်တုံလော ဤအမကြီးဤအဆက်အနွယ်ဖြစ်ကြသောဥနီကဲဥကင်းဥအေးဥရွှေသားဥထွန်းနမဲကျော်ပုပ်ကူများသည်လဲဤမကြီးတုံရွာကလေးဤကျေးဇူးကင်းကြမည်မဟုတ်ပေထိုမှတပါမြမမင်းလက်ထက်တော်အခါကလက်ယုံရေးဖြင့်အမှုတော်ကိုထမ်းခဲ့သောသုံးပါမင်းကြီးဥယံအောင်သည်လဲဇာတိအဖြစ်ဤရွာသားပင်ဖြစ်လေသည် သုံးပါမင်းကြီးကမဏိပူရကို သွားတိုက်ရာတွင် ကြာဆုံးရှာလေသည်ဤပုဂ္ဂိုလ်ကြီးမှာလည်းထိုလက်ထက်ထိုခါကအလွန်ကြော်ကြားသော ပုဂ္ဂိုလ်ကြီးပင်ဖြစ်လေသည်ထို့နောက်ထိုပုဂ္ဂိုလ်ကြီးများလောက်ကြော်ကြားခြင်းမရှိတော့လဲကြပြလင်ကဆက်ဆိုရာတွင်အကယ်ပင်ကျွမ်းကျင်တက်မြောက်သောဦးစာဆိုသူမှလည်းဤရွာသားပင်ဖြစ်လေသည် မိမိရွာအကြောင်းကိုတခန်းတနာဖွင့်နှယ်ဆက်ဆိုးထားသော စာမှလည်းအလွန်ကုန်မြောက်သောစာတစ်စောင်ဖြစ်လေသည်။ဤစာရှိကြောင်းကို အများမသိကြ။ရွှေဘိုနယ်တဝိုက်စာပေလိုက်စားသူတို့သာသိကြလေသည်။ရှိခေရှိခါကနမေကျော်ပုပ်ကူများ ထွက်ပေါ်ရာရွာကလေးသာမဟုတ်ယခုခေတ်တွင် ထင်ရှားကြောကြသော စာရေးဆရာရွှေဦးတောင်းဤအဆက်အနွယ်သည်လဲဤမကြီးတုံရွာကလေးပင်ဖြစ်လေသည် ရွှေဦးတော်ဖခင်ဦးအေယာက မကြီးတုံရွာသောအစ်စ်ဖြစ်၏သူဤဖခင်သည် သုံးမမင်းကြီး၏မြေတော်သူဦးပြည့်စုံမင်းဖြစ်လေသည်တို့ဖြစ်သောကြောင့်စုံတော့မောင်ဆန်ရှားကို ဖန်တီးသူ စာရေးဆရာအေဒီတာရွှေဦးတော်သည်မြမမင်းများလက်ထက်တော်အခါကလက်ယုံရေးဖြင့်အမှုတော်ထမ်းငယ်မှုသောသုံးပါမင်းကြီး၏အဆက်အနွယ်ပင်ဖြစ်လေသည် ရွှေဦးတောင်း၏အစွမ်းတတီကို အများအတိပင်ဖြစ်သောကြောင့်ဤဆောင်မတွင်ထက်လောင်း၍ရေးသားနေရန် လိုမည်မထင်။ဘာသာပြောင်းခြင်းနေရ၌မရှင်သာအောင်ကောင်းသောပုပ်ကိုကြီးပင်သည်။ရွာကလေး၏အရှိတ်ဘက်ပေလန်း၏ဘေးတွင်သုံးမမင်းစောင့်လုပ်ခဲ့သောကျောင်းပြက်နေရာရှိလေသည်။ထိုကျောင်းကိုရွှေကျောင်းကြီးဟုခေါ်ဆိုကြ၏။ထိုရွှေကျောင်းကြီးမှာလည်းအနိစ္စသဘောကိုမလွန်ဆန်ဝန့်သဖြင့်ပြက်စီး၍တွားရရှာလီပြီ ုံမြင့်များသာကြံတော့ဤ။ဆုံးရွယ်ပိတ်ပေါင်းများဖုံးအုံလျက်နေကြပြီ။ရွာကလေးဤအနောက်ဘက်မလန်းမကန်းတွင်စေတုရင်ခေါ်သောဖျားပြက်တစုရှိလေသည်။မကြာမီခါကတိုက်တူးဆရာတို့ဤမတမာသောလက်ချက်ကြောင့်ထိုဖျားမှာตาရွေ့ပင်ပျက်စီးသွားရရှာ၏။ထိုစေတုရင်ဖျားကိုတီသူမှာမင်းလဝဲတုံ့ရအမတ်ကြီးပင်ဖြစ်သည်ဟုအယူရှိကြလေသည်။ ရွာကလေးဤတောင်ပတ်နှစ်မိုင်ခန့်အကွာတွင်လက်ဝဲစားတော်ဟု၍ခေါ်တွင်ခဲ့ဘူးသောနေရာရှိလေသည်လက်ဝဲတုံးတရအမတ်ကြီးကိုအကြောင်းပြု၍မှဲ့ခေါ်သောတောဖြစ်လေသည်ယခုခါထိုတဝိုက်တွင် လေတော်များဖြစ်ကုန်လေပြီဤရွာကလေးသည်နှဲ့နှဲရွာကလေးမဟုတ်ရာသဝင်နှင့်ရွာကလေးဖြစ်သည် ဟလင်းကြီးတွင် ပြူမင်းတို့ကောင်းစားစဉ်ကပင်တီထွင်ခဲ့သောရွာကလေးဖြစ်ကြောင်းရွာသားတို့အယူရှိကြလေသည် ဤရွာကလေးဤရာဇဝင်ကဤတို့တီပြူမင်းပြုံးမင်းတို့ဤအဆက်အနွယ်ဖြစ်သောကရဘောမင်းသည်တိုင်ကန်လှဲ့လဲသောအခါယခုရွာတီယာမြေတလင်းကိုမြင်လင် ထိုနေရာတွင် ရွာတီမြီဟု အမိန်တော်မြတ်မှတ်ခဲ့သောကြောင့်ရွာတီအံ့ဟု စနေနာယာကျွတ်နှင့်မွေးတို့စောင်းနေကြသည်ကိုမြင်သောအခါရန်ရှိလိမ့်မြီဟု အောက်မေနီခိုက်တွင်ကြောင်ကဝင်ပြီးဟန်တားခြင်းပြုသောကြောင့် ကြွက်နှင့်မွေးတို့ရံပြေးသွားကြလေသည်ဤသို့မန်ချီတုံးသွားသည်ကိုအကြောင်းပြု၍မန်ချီတုံးဟုရွာမဲ့ခေါ်၏ထို့နောက်ကာလရွေလျောသောအခါမကြီးတုံဖြစ်၍လာလေတော့သည်ဤရသဝင်အချက်လက်ပါဝင်လေအောင်မကြီးတုံရွာသားဦးစာက အောက်ပါအတိုင်းစူထားခဲ့ပါသည်ပြူပြုံးမင်းခမဲစေစောမောနှစ်ဆက်နွယ်တော်ကရဘုံမင်းမြတ်ဘိုးထုတင်းနှင့် လေပတ်ကေဆက်ကြဖြန်သောခါဝဲမြေတာတလင်းပတ်ဝိုက်ကွင်းကို ထိုမင်းမြင်ကရွာတီရမည်နရမှန်ကူပြာခုံးတော်ကျူခဲ့၍ဘူမိန်ဒချက်တည်းနဂါခွေတို့ မြေခံကောင်းမြေမကောင်းဒီကိုကြံစီစိတ်ပြာစနီးများနာတော်ခါမန်ပါစိတ်ထွက် မွေနှင့်ကြွတ်တို့ဆောင်လျက်မြင်ကရန်ရှိစွာဟု စိတ်ကလည်းထင်အောက်မေ့စဉ်တွင် ကြောင်လင်းဆက်ကြားဟန်စီတားကမှနှစ်ပါးရံပတ်မွေနှင့်ကြွတ်တို့ပျောက်ပြက်ကဲပြေးသွားထိုးဖြစ်လားကြောင်သုံးပါးတတဝါဘေးရန်ကွာ၍တညာနန်ဆုံးမန်ချီတွန်ဟုမှဲ့ကုန်ခဲ့ပါဟောင်းရှီမြင့်ကြားကြောင်းကိုညံလောင်း၍တက်လိုက်ရပါတော့မယ်ပြူလူမျိုးတို့မျိုးတော်ဖြစ်သော ဟန်လင်းကြီးနှင့်မကြီးတုံရွာမှာဝေးကွာလှသည်မဟုတ်သောကြောင့်ဤရွာကို ပြူမင်းတို့လက်ထက်ကတီတီဟုဆိုသည်မှာယုတ်တိရှိလေသည် အကယ်ဟုတ်မဟုတ်ကိုကမပြောနိုင်ဤမကြီးတုံရွာပြင်ရွှေဘုံမြောက်ခင်ဦးနယ်တွင်လဲမကြီးတုံရွာတရွာရှိသေးသည်ထိုရွာကိုချောင်းစုံမကြီးတုံရွာဟု၍ခေါ်ဆိုလေရှိကြ၏ဝက်လက်မကြီးတုံကိုကခေါ်တော်မကြီးတုံဟု၍ခေါ်ဆိုလေရှိကြလေသည် ခေါ်တော်ရွာနှင့်နီးသောကြောင့်တည်း ခင်ဦးနယ်မကြီးတုံရွာသားဦးမြတ်ထွားနှင့်ဝက်လက်နယ်မကြီးတုံရွာသားဦးဇာတို့သည်တဦးကိုတဦးမခံချင်အောင်မိမိတို့ရွာကိုဂုံတင်ကစာဖွဲ့လီရှိကြလေသည် တနေ့ရတွင်ဦးဇာကဦးမြတ်ထွားအားအောက်ပါအတိုင်းနှင်း၍ဖွဲ့ဆိုလိုက်၏ချောင်းစုံမကြီးတုံရွာသားမောင်မြတ်ထွားကညံအပ်ဖြာစံကြီလောက်နှင့် သူ့ရွာကိုဂုံရောင်သည်လို့ချီမြောက်စာဆို၍ ြိုင်လိုသည့်ညံကြွားနှင့်ရွှေဘုံကိုထီပါသောကြောင့်တားဆူမြညံတနှင်းကေတရာချင်းတီမင်းကိုယုံတငယ်မှန်တင်း၍ကူဆွဲကိုနင်းသောကြောင့်ရံပုံခွင်းအမြောက်ဆန်းနတဲကိုမှန်သည့်နှင့်ရွှေလှိုင်းသံပေးလိုက်ပါမည်နားဆိုက်၍တင်တော်မူကြပါ ထိုနောက်တဏီယာတွင်လည်းတစည်းရှင်တိဟသူနှင့်နှိုင်းရှင်ကချောင်းဆောင်မကြီးတုံရွာကို ချိုးလိုက်ပြန်ဒီမှာအောက်ပါအတိုင်းဖြစ်၏ ပုံရိုင်းသည့်ထုံသွင်းလိုတိုင်းပြည်ကြီးဖခင်ငါးပါးကို တစည်းရှင်တီဟသူသည်စင်ဖြူသေးကိုရေဖော်၍စီးသည့်တွင်လိုထွန်ရာစညှိုးမြီကိုဒီမောင်တဆိုးသောကြောင့်ရွှေမော်ကွန်းထိုးလိုက်ပါတော့မည်ဘိတ်ပန်းငယ်မြီဟိုပြိုင်းတောင်မတာစီကနန်းစီးကိုနှိုင်းစံမမီတိမ်ကြီးရွှေစစ်နှင့်ညီညာခက်ပြားတည်ဈေးတူမြီတိုင်းခေဦးနယ်မကြီးတုံရွာကို နှိမ်ချိုးရုံနဲ့မကျေနပ်သေးပဲမိမိရွာဤမကြီးတုံကိုချီးမွန်းလိုပြန်သဖြင့်အောက်ပါအတိုင်းဖွဲ့ပြန်လေသည်မဝေးရှိနောက်တောင်မြောက်ကွင်းကွင်းကုန်းလေကြီးနှင့် နေကင်းငယ်သာစံဝိဟာရွှေဘုံကြော့ကပြန်တော့မည်လားပတ်ချံကနတ်ရက်ကဲဝရင်သာတို့စိန်တီယာစုစုဆင့်ကျောင်းနှင့်ဖျားရှေတော်ကိုလားလိုက်ရင်တေမြတ်တနေဂျိုမင်းချင်းသည့်စောင့်သည့်ကြွေမှာ ပျော်မွေ့ဆန်းရက်သူတော်မြတ်တို့ကင်းကိုကေတီယာနေကင်းကသာသနဲ့စာကုန်းလိုဖွဲ့ရလဲလဲ့လဲ့ငေးပြကံကြီးနောင်ရွှေပုံသာကဒုံမာကြတဲ့လင် တွင်းနှင့်ရေချိုးဗုဒ္ဓဟေရွှေညောင်ညိုနှင့်မြတ်ပုတ်ကို သူမွန်အောင်ကျောင်းနှင့်တင်ခင်ရွာကလေးအကြောင်းကိုချီးမွမ်း၍မြအားမရသေးပဲရွာသူရွာသားတို့ကိုချီးမွမ်းပြန်သည်မှာ မြေကန်တွင်ပေါက်ဖွားယောက်ျားမိမလူတို့မှလည်းစင်းယူပလက္ခဏာစုံလင်စွာ၆ပြည့်ရှောင်းလာစင်းရောင်ပြာလက်လက်ရင်ချောຫນွယ်နဲ့ရည်တူသဘောဖြူလှူဒါနစောင့်တီလာမြေမကွာပညာရှိကဝီထွန်းမစွမ်းဒေါသမာနာလဲကုန်ခန့်၍ယဟန်ကောင်ရှင်ကောင်းများ၏ဖျားတဲចောင်းဆောက်တူသောကြောင့်မြို့ဟူ၍တမုတ်သည် ရွှေတုံကိုတုံရင်းပင်တူကြတော့လေရွာငယ်ချောင်းဆုံ မကြီးတုံများနဲ့ရွှေတုံကိုခိုင်းနိုင်လင် ပုံရိုင်းသည့်ထုံးအတွင်လုံးကိုမျိုးကိုရွာကိုဒေတာကိုဂုံတင်ရင်ကြသည်မှာဓမ္မတာပင်ဖြစ်တော်၏1300တခုဒုရိယဝါဆိုနှစ်ဆန်း6ရက်နေ့နန်းနဲ့ရှင်နာဤခန့်အချိန်တွင် မောင်လူအေးနှင့်မိတ်ဆွေကြီးဝက်လက်တင်တို့သည်ဝက်လက်မှမကြီးတုံရွာသို့ထွက်လာခဲ့ကြကုန်၏ စရေးမောင်ပမောင်လဲအတူပါလာသည်ဝက်လက်မမကြီးတုံးတို့ သွားတော်လန်ကဒစ်စထရစ်ကောင်စီလန်ဒီတဲလန်မြေလန်မဟုတ်ကြောင်လန်ပေတရာကြီးဖြစ်လေသည်သို့တော့အစိုးရလမ်းများကဲ့သို့ကညီညီညာညာတည်တည်တတ်တတ်မဟုတ် ဟောက်သည့်နေရာကဟောက်ပြက်သည့်နေရာကပြက်ရေစားထားသည့်နေရာကလည်းရှိလဲဘိန်စားထားသည့်နေရာကလည်းအများကြောက်တုံးကြီးတွေပေါ်နေသည့်နေရာကလည်းပေါ်နေသည် ိတ်ပျက်စရာကောင်းလာစွာသော မဟာလမ်းမာကြီးဖြစ်လေသည်နှစ်ပေါင်းများစွာမပြုတ်ပြင်းမဲထားသောလမ်းဆိုလင်ရှိသေးသောလွန်ခဲ့သည့်6လခန့်အခါကလေးကမှကြောက်ခင်းသောလမ်းဖြစ်လေသည်ဤမြကြာယုံနှင့်ဤတို့ပျက်စီးနေသည်ကိုထောက်သောဒီစရိတ်ကောင်းစီအင်ဂျင်နီယာလမ်းဘူတို့တည်တည်တတ်တတ်မဆောင်ရွက်ကြသောကြောင့်လဲဖြစ်တန်ရ၏လမ်းကိုအမြဲစောင့်ရှောက်သောကူလီများကိုမထားသောကြောင့်လဲဖြစ်တန်ရ၏ ဂျီစရိတ်ကောင်စီလူကြီးမင်းများအီလန်းကိုတက်ခေါက်လာ၍ကြည်စီလို၏မကြီးတုံရွာအဝင်သို့ရောက်လာသောမကြီးတုံတကြီးမင်းသည်၎င်းစာရေးဆရာကျော်ရွှေဦးတောင်းဤဖခင်ဦးအေရသည်၎င်းပင်စင်စားအဖိုးကြီးဦးပေါ်ထယ်သည်၎င်းအသင့်ဆောင်နေကြသည်ကို မြင်ရလေသည်တကြီးမင်းမှာအရွယ်ခန့်ငယ်ငယ်ပင်ရှိသေး၏ င်စင်စာဥပိုးထဲကြီးမှလည်းခက်ရိုးရိုးပင်တောင်ရှိပစိုးပင်ဒီအင်ကြီးတို့ကိုဝစ်စားထား၏ရွှေဦးတော်ဤဖခင်ဦးအေယာကပန်းရောင်တောင်ရှိပစိုးကိုဝစ်ရွှေမျက်မှန်ကိုတက်ပါဇက်ကလည်းစေးတံခက်ကောက်ကောက်တလုံးကိုခဲထားလေသည်သူတို့သုံးယောက်အနက်ဦးအေယာမှာဂိုက်အကြဆုံးဖြစ်လေသည် သူအားအခြားပုဂ္ဂိုလ်များကဆရာကြီးဟု၍ခေါ်ကြလေသည်။မောင်လူအေးတို့သည် တို့သုံးဦးနှင့်ခိတရက်ကနှုတ်ဆက်စကားပြောကြလေသည် အတန်ကြာလဲသူတို့ညွန်ကြားချက်အရာ အနီးအနားရှိတာယာလှစွာသောဥယျင်အတွင်းသို့မောင်လူအေးတို့ရောက်သွားကြလေသည်ဤဥယျင်ကဥအေယာဤဥယျင်ဖြစ်၏ဥအေယာကြီးခိုက်ကြတဲ့ကဲ့သို့သူဤဥယျင်သည်လဲတန်ရှင်းလှပေသည်ဥယျင်အလဲတွင်အိမ်တစ်ဆောင်ရှိ၏ ထိုအိမ်အောက်တွင်ចောင်းသားចောင်းသူကလေး20ခန့်အဝိတ္တအစားသည်များဝစ်စားကထိုင်နေကြလေသည်ထိုတငယ်တငယ်မတို့ကဥဧရာကြီးဤတပေများဖြစ်ပေသည်အစိုးရဤအထောက်အပံ့ခံသောចောင်းမဟုတ်ကုသိုလ်ဖြစ်ចောင်းဖြစ်လေသည်ចောင်းသားကလေးများနှုတ်ဆက်ပြီးလင်ចောင်းနှင့်မနီးမဝိရှိတရက်ပင်ပြိုတပင်အောက်တွင်ခင်းကျင်းထားသောနေရာသို့သွားကြပြန်၏ ထိုနေရာတွင် ရွာလူကြီး ရွာကောမဒီရွာကောင်းများစောင့်နေကြလေသည် ထိုနေရာသို့ရောက်သောမောင်လူအေးသည် ရွာလူကြီးများနှင့်ရွာအကြောင်းရွာဤကျမ်းမာရေးအကြောင်းစီးဝါးရေးအကြောင်းရာဇဝရေးအကြောင်းတို့ကိုဆွေးနွေးကြနေ၏ရွာဤစည်ရင်စားအုပ်များကိုစစ်ဆေးလက်မှတ်ထိုး၏မောင်လူအေးတို့နှင့်မနီမဝေးတွင် ပေါက်နေကြသော မာလကာပင်ပြိုတို့သည်၎င်း တန်ပရာပင်ပြိုတို့ဒီ၎င်း၊ဇောင်းလျာပင်ပြိုတို့ဒီ၎င်း၊ပင်လုံးညွတ်အောင်အတီးအကင်းတို့ကိုစောင်းနေကြကုန်၏။ငပြောပင်ပြိုတို့ဒီလည်းစီစီရီရီ၊စိမ့်စိမ့်လန်လန်ပေါက်နေကြကုန်၏။မြေပြင်တွင်လည်းအမိုက်တရိုက်မရှိ။စဘာတလင်းကဲ့သို့ပြောင်းလျက်နေ၏။အလွန်တာယာသောဥယျင်ကလေးပေသည်။အထက်မြမပြည်တွင်ဤသို့တာယာသောဥယျင်က ရှားလာပေသည်။ ရွာလူကြီးများနှင့်အာလာဘတလာပစကားများကိုပြောကြားပြီးလျင် မကြီးတုံဇာတိဖြစ်သောမင်းလဝဲတုံတရအကြောင်းကိုမင်းမြန်းစုံစမ်း၏ရွာသူရွာသားတို့လည်းမိမိတို့ရွာဤကြက်တီရေဆောင်မင်းလဝဲတုံတရတီထားခဲ့သော စေတုရင်ဖျားပြက်ကိုညွန်ကြားကြ၏လဝဲစားတော်အကြောင်းကို အာရဝန္တာသူထံငါပြောကြားကြလေသည် အမတ်ကြီးဖွဲ့ဆိုခဲ့သော စာများလင်္ကာများကိုရွတ်ဆိုပြကြကုန်၏ဦးအေယာကများစွာမပြောပရပိုက်တစုကို သူဤအိမ်မအယူခိုင်းလိုက်လေသည် ထိုပရပိုက်ကမင်းလဝဲတုံတရဤဆွေစဉ်မျိုးဆက်အကြောင်းရေးသားထားသောပရပိုက်ဖြစ်လေသည် ထိုပရပိုက်ကိုမြင်ရသောအခါ မောင်လူအေးနှင့်ဝက်လက်တင်တို့မှများစွာ အားရကြကုန်၏ ထိုပရဘိုက်ထဲမှစာမူများကိုကူးယူရန်ဦးအေယာထံမှ မောင်လူအေးကငှား၏အဖိုးကြီးလည်းသဘောတူလေသည် မင်းလက်ဝဲသုံးဒရအကြောင်းဆွေးနွေးမေးမြန်း၍ဝါသောအခါသုံးပါမင်းကြီး၏အကြောင်းဆွေးနွေးပြောဆိုကြပြန်၏သုံးပါမင်းကြီးစောက်ခဲ့သောရွှေချောင်းကြီး၏တီယာကိုညွန်ကြားကြ၏သုံးပါမင်းကြီး၏ဆွေစဉ်မျိုးဆက်အကြောင်းကို ပြောပြကြ၏ ဥအေယဤအဖေဥပြေဆုံးကသုံးပါမင်းကြီးဤညီအရင်ဥပူကြီးဤမြေးဖြစ်လေသည်တို့ဖြစ်သောကြောင့်ဥအေယသည်သုံးပါမင်းကြီးဤမြစ်တော်ဖြစ်လေသည်သုံးပါမင်းကြီးအကြောင်းဆုံးသောအခါ မကြီးတုံသားပညာရှိဦးစာအကြောင်းဆက်ကြပြန်၏ခင်ဦးနှင့်မကြီးတုံရွာသားဦးမြတ်ထွားနှင့်ဦးစာတို့မိမိတို့၏ရွာအကြောင်းဂုံတင်ကအတိုက်ခံလင်္ကာကပြဖွဲ့ဆိုကြသောအကြောင်း ပြောကြပြန်၏။ဦးစာရေးသောစာများကို၎င်းဦးမြတ်ထွားရေးသောစာများကို၎င်းရွတ်ပြကတဟားဟားနှင့်နေကြလေတော့သည်။ဦးစာဤစာများကိုကူးယူရန် ရွာလူကြီးတဦးထံမှ ထိုစာများပါသောစာအုပ်ကို မောင်လူအေးကငှားပြန်ရပြန်လေသည်။ဤဆွေးနွေးပွဲများတွင်ဦးအေရာသည် များစွာပါဝင်ဆွေးနွေးခြင်းမရှိ အခြားသူများအပြောမှားသောအခါသာလျှင် ထောက်ပေးလေရှိလေသည်။ ထို့နောက်ရွှေဦးတောင်းကျောင်းသို့ရောက်ကြပြန်၏ရွှေဦးတောင်း၏ဖခင်ဦးအေယာက မကြီးတုံသားအစ်စ်ဖြစ်၏မကြီးတုံမှာပင် ရှင်သာမဏေပြုလေသည်ရှင်လူထွက်သောအခါမန္တလေးရွှေနန်းတော်တွင်ဝင်၍စည်ရီးအဖြစ်အမှုတော်ထမ်းလေသည်တိဘောမင်းတရားလက်ထက်ကဖြစ်၏တိဘောမင်းတရားအိန္ဒိယသို့ပါသွားသောအခါမန္တလေးမှာပင်ဆက်လက်လုတ်ကိုင်းစားတော့၏ မန္တလေးမှာပင်ရွှေဥရောင်းကို မွေးဖွားလေသည်ရွှေဥရောင်းတို့ညီကိုမောင်နှမ၃ယောက်ရှိလေသည်မန္တလေးဗုဒ္ဓဘာသာကျောင်းကိုတည်ထောင်သောပုဂ္ဂိုလ်များတွင်ဥအေယာလည်းတယောက်အပါဝင်ဖြစ်၏ရွှေဥရောင်းသည်ဗုဒ္ဓဘာသာကျောင်းမှာပင်ခုနှစ်တန်းထိပညာသင်ကြ၏ထို့နောက် ABM ကျောင်းယခုကယ်လီကျောင်းသို့ပြောင်း၏1296ခုနှစ်လောက်တွင်ဥအေယာတို့သည် ပလိတ်ကက်ယောဂါကို ကြောက်သောကြောင့်မန္တလေးမှပြောင်း၍ဝက်လက်တွင်နေထိုင်၏ဝက်လက်တွင်ဆယ်နှစ်ခန့်နေပြီးနောက်မကြီးတုံရွာသို့ပြန်ရွှေ့၍နေထိုင်သည်မှာယနေ့တိုင်ပင်သည်ရွှေဦးတောင်းသည်ကျောင်းမှထွက်သောအခါရွှေဘူအေးပိုင်ယုံတွင်ဆေးဝင်လုပ်၏ထို့နောက်ရွှေဘူတတော်ယုံသို့ပြောင်းရွှေ့လောက်ကင်လေသည် ဆရေးဘဝနှင့်ပင်ရန်ကြီးအောင်ယူပနန္ဒီစသောဘာသာပြန်ဝတ္ထုများကို ရေးလေသည်ထို့နောက်ဆရေးအလုတ်ကိုညီးငွေသည်ဖြင့်စာရေးဆရာဘဝသို့ကူးပြောင်း၍သွား၏ယခုက သူရိယသတင်းစာအယ်ဒီတာဘဝသို့ရောက်နေလေပြီဤကဥဧရာပြောပြသောစာရေးဆရာကျော်ရွှေဦးတောင်း၏အကြောင်းအတူချုပ်ပေသည်ရွှေဦးတောင်း၏အကြောင်းဆုံးသောအခါအချိန်တော်ပင်နှောင်းနေလေပြီ ဝက်လက်တင်မှာစေနာယီချင်းတွင်ကြောင်းတက်ရန်ရှိသေး၏မောင်လူအေးမှလည်းရွာကိုရှောက်၍မကြည့်ရသည် မောင်လူအေးတို့နေရာမှထကြကုန်၏ထိုအခါဥဣယာကခိတ္တဆိုင်မအောင်ဥပမာလေးတစ်ခုပြောပြရစေဟု ဆိုသောကြောင့်မောင်လူအေးနှင့်ဝက်လက်တင်တို့ပြန်၍ထိုင်ကြရလေသည် ထိုအခါဥဣယာကအောက်ပါအတိုင်းပြောပြလေသည်ဒီလိုကိုပြတခါကအေးမကတငယ်တယောက်သည် အင်းဝအရှိတ်တဖက်ဆွဲရွာကတငယ်မာလေးတယောက်ကိုတောင်းရမ်းမှု လာမဲလို့စကားကန့်လန့်ပါရောဒီတော့ကမိန်းကလေးမိဘဆွေမျိုးများကယောက်ျားကလေးဘက်ကလူကြီးများလာတဲ့ကစကားဆိုဧည့်ခံမှုရာပညာရှိပေစာတက်ပေဆိုတဲ့လူကြီးများကို ဖိတ်ခေါ်ထားတဲ့ဆိုကိုဒီလိုအဖိတ်ခံရတဲ့လူကြီးများကလည်းတဦးနဲ့တဦးတိုင်ပင်ကြတဲ့ဘလို့တိုင်ပင်ကြတယ်လဲဆိုတော့ အင်းဝါဆိုတာအင်မတန်ပညာရှိ ပေါ်တဲ့မြို့ဖြစ်တယ်။ဒီတော့ကပညာရှိများလာရင်တင်းကြိုဘက်မှာအတော်ဆုံးပုံကိုဘသူကပြောရာဇဝင်ဘက်ကစလာရင်ရာဇဝင်မှာအကျွမ်းကျင်ဆုံးပုံကိုဘသူကပြောလင်္ကာကဗျာနဲ့ဆက်ပြီးသူတို့ကပြောလာရင်လင်္ကာကဗျာဘက်မှာအတက်ဆုံးဘသူကပြောဆိုပြီးတိုင်ပင်နေရာချထားကြတယ်ဒီလိုနဲ့တောင်းရမ်းဖို့နေရောက်ပါရော့ အင်းဝယောက်ျားကလေးဘက်ကလည်းလူကြီးလူကောင်းတွေပညာရှိတွေပါလာတာပေါ့လေတဖက်ဆွဲမိန်းကလေးဘက်ကပညာရှိကဝေကြီးတွေကလည်းမေးရင် ဖြေလိုက်မယ်ဆိုတဲ့အနေနဲ့ဟန်ပြင်နေကြတာပါအဲ့ဒီလို ဟန်ပြင်နေတုန်းမှပဲမိန်းကလေးရဲ့အိမ်သားကအိမ်ကမိန်းမတယောက်မီးဖွားပါရောတဲ့ဒီအကြောင်းကိုကြားတာနဲ့ပဲရာဇဝင်လင်ငါကျန်းကန်အကြောင်းတွေကိုမပြောကြဘဲမီးဖွားတဲ့အကြောင်းပြောဆိုကြရင် ကိစ္စပြီးတာနဲ့ အင်းဝပညာရှိကြီးတွေအင်းဝကို ပြန်သွားကြရောဆိုကိုဒီတော့အရရက်ကလေလာထားကြတဲ့တဖက်ဆွဲရွာသားပညာရှိကြီးများဟာ မောပြီးကြံရစ်ခဲ့ကြတာပဲဆိုကို အခုလဲဒီလိုပါပဲစာပေဝါသနာပါတဲ့ကိုလူအေးတို့ရွာကိုလာမယ်ဆိုတာကြားကလေးကကြံကန်စာပေတွေကိုအိပ်ပြက်ခံပြီးမှွေနောက်ရှာဖွေထားတာလာကြပြန်တော့ကြံကန်အကြောင်းဘာတစ်ခုမှ မပြောလိုက်ရပဲလက်ဝဲတုံတရတို့ သုံးပါမင်းကြီးတို့ဦးစားတို့ရွှေဦးရောင်းတို့နဲ့ပြီးသွားတော့ဝမ်းနေတာပါပဲ ဟုဥအေယာကြီးကပြောလိုက်ရာနားထောင်နေသူပရိသတ်အားလုံးဝါးကနေရေကြလေတည်းမောင်လူအေးတို့လည်းပရိသတ်နဲ့ရောပြီးရေကနောက်တခါလာမှပဲကျန်းကန်စားပေးအကြောင်းတွေ ပြောကြပါစို့ရဲ့ဟုဆိုကာထိုနေရာမှထွက်လာခဲ့ကြ၏ လမ်းထဲရောက်တော့ခါဝက်လက်တင်ကသူ့ကြမ်းခံအကြောင်းမပြောရတာနဲ့အဖိုးကြီးတော်တော်မကြေမနက်ပုံရတယ်ဟုပြော၏မတက်နိုင်ပါဘူးဗျာအချိန်ကလည်းမရှိကျွန်တော်တို့ကလည်းယာဇဝင်တို့လင်္ကာကဗျာတို့ကို အလိုရှိသူတို့ကတော့ဓာရီကိုလိုက်စားတာအချိန်ကုန်နေထင်တာကိုသူတို့ဘက်ကနေကြည့်ပြန်တော့လဲဟုတ်တာပဲဤသို့စကားတပြောပြောနှင့်မိတ်ဆွေနှစ်ယောက်ရှောင်လာကြလေသည်အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင် မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကြံမာခြင်းပေါင်းနဲ့နှလုံးတို့ဝါတဲ့ပြည့်စုံနိုင်ကြပါသည်ရှင်။